ကိုရဲနေ့မနက်ခင်းစောရင်မှာရှင်ပြန်ကစားမဲ့ပရီးမီးယားလိပွဲချင်း7ဆန်နာလန်နဲ့အာဆီနယ်အာဆီနယ်တင်းကအရှိကပရီးမီးယားလိပွဲစဉ်10ပြီးသွားတဲ့အချိန်မှာအဲ့ပွဲစဉ်10အထိကံပြီးသွားတဲ့အချိန်မှာပရီးမီးယားလိရဲ့ဦးဆောင်သူအဆင့်တက်ဒုတိယနေရာကအသင်းကို 6မှတ်ဖြတ်ထားပြီးတော့အခုပြီးများလိပွဲစဉ်17မှာလဲသူတို့ရယူထားတဲ့အဆင့်တစ်ကိုဆက်လက်ထိန်းသိမ်းဖို့အတွက်နိုင်ပွဲတွေပုံဖော်ဖို့အတွက်ကြိုးစားသွားမှာပဲပြီးများလိပြိုင်ပွဲဆိုတာကာလရှိပြိုင်ပွဲစုစုပေါင်း38ပွဲကံရတယ်အရှိက10ပွဲပြီးသွားတဲ့ချိန်မှာတော့ဒါက၄ပုံပုံတစ်ပုံကျိုးသွားပြီပြောလို့ရတယ်အာဆင်နယ်အသင်းအနေနဲ့ဒီပြိုင်ပွဲမှာဖလားရကျင်တယ်ဆိုရင်ခြေအမှန်ဆုံး performance ပြပြီးတော့မှဒီဖလားကိုရမှာ ။ဘာကြောင့်လဲဆိုတော့အခြားလိပြိုင်ပွဲနဲ့မတူတာကပရီးမီးယားလိမှာကကြီး၆ကြီးရှိတယ်။အဲ့ဒီကြီး၆ကြီးမှာမှချန်ပီယံစုကိုစိန်ခေါ်နိုင်တဲ့အသင်းကအခုအနေထားမှာအာဆင်နယ်ပါဝင်ဆိုရင်၃သင်းရှိတယ်။အမှတ်တရလည်းအရင်မကွာဟာသေးတာဖြစ်တဲ့အတွက်ယာသီအစပွဲစဉ်တွေမှာတိတိကျကျလေးအမှတ်တရစနစ်တကျစုဆောင်းထားနိုင်ခဲ့တဲ့အာဆင်နယ်အတွက်ဆိုရင်တော့ချန်ပီယံဖြစ်ဖို့ရည်ပန်းစားတာမှန်ပေမဲ့ယာတီဝက်ကျိုးတော့မှပဲဘယ်အသင်းတကယ်ချန်ပီယံဖြစ်မလဲဆိုတော့ကျွန်တော်တို့သုံးသပ်လို့ရမှာ ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကင်တွင်မဲ့ကွင်းတဲ့တိုင်းတယောက်ကလည်းအရန်ကိုအေးပါတယ်ကျွန်တော်ကသတင်းမှပဲဖြစ်ဖြစ်ပွဲကျုပ်သုံးသက်တာမှပဲဖြစ်ဖြစ်ဒိုင်းနေเจ้าအောင်ထည့်ပြီးပြောရဲဆိုတာကသူတို့ကပွဲတစ်ပွဲကိုဆုံးဖြတ်တဲ့အခါမှာအရန်ကိုအေးပါတဲ့သူတွေဖြစ်ရှိတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ကင်တွင်မဲ့ကွင်းလဲတိုင်းဒီဒါခရစ်ပေါ်ဆန်သူကင်တွင်ခဲ့တဲ့ ပွဲတွေမှာအထူးသဖြင့်အာဆင်နယ်ဘွဲ33ဘွဲသူကင်တွေ့ခဲ့တယ်။အမှအာဆင်နယ်က18ဘွဲနိုင်4ဘွဲတည်17ဘွဲရှုံးထားတယ်။အရင်ရင်ကောင်းတဲ့ record တော့မဟုတ်ဘူးဆိုပေမဲ့အလဲလက် record တခုတော့ရှိတယ်။ဒီတိုင်းကဟိုးတုံးတွေကအာဆင်နယ်ကိုကင်တွေ့ခဲ့တာ။အထူးသဖြင့်မော်လီကျွန်တော်မူစတာဗီရှိတုံးတွေကင်တွေ့ခဲ့တဲ့ဒိုင်းလို့ပြောလို့ရတယ်။အဝါကက်52ကတိအာဆင်နယ်ကိုပြတ်တာထားပြီးတော့အနီကန်3ကတိထားတယ်။တချို့ပိုင်းလေးမှာအာဆင်နယ်ကိုပနတီရပိုင်ဝင်လေးပြီးတဲ့အလီတော့အတိတ်မှာတော့ရှီကောင်းရှိခဲ့တာမှန်ပေမဲ့ဒါတော့ကျွန်တော် record ထဲမှာထည့်မပြောတော့ဘူး။ အာဆီနယ်အသင်းအနေနဲ့ပေးသက်၄၉၀၀၀လောက်ဆက်နဲ့အလင်းအောင်ကွင်းမှာတွားရောက်ခံရမယ်။ဝေးကွင်းပွဲစဉ်ဖြစ်ဒီမှာဆန်နာလန်ဒီဒီယာဒီမှာတန်တက်အသင်းဆိုးတော်ညာလည်းပဲတန်တက်လာတဲ့၃တင်းမှာသူက performance အထွတ်ဆုံးနဲ့အမှတ်အများဆုံးယူထားနိုင်တဲ့အသင်းလို့ပြောလို့ရတယ်။1 to 5ထဲတောင်ရောက်နေခဲ့တာ။ဆန်နာလန်ဒီယာဒီစုစုပေါင်း၁၀ပွဲမှာ၅ပွဲနိုင်ထားတယ်။၃ပွဲတည် နှစ်ပွဲရှုံးထားတယ်။ရှုံးထားတဲ့နှစ်ပွဲကလည်းအဝေးကွင်းမှာ Manchester United နဲ့ Burnley တို့ကိုရှုံးထားတာ။ကျန်တဲ့ပွဲတွေမှာသူတို့အနိုင်မရဘူးဆိုရင်တော့မသေရခံကန်တယ်။အနိုင်ရအောင်ဆွဲဆောင်နိုင်အထူးသဖြင့် Chelsea တို့အသင်းမျိုးလည်းသူတို့အနိုင်ရအောင်ဆွဲဆောင်ထားနိုင်ခဲ့တယ်။နောက်ဆုံးမိနစ်မှာဒီအသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အားသာချက်လေးအရင်စပြောလိုက်အောင် အသိနဲ့သိမှာအားသာချက်အားနည်းချက်ရှိတယ်။အာဆင်နယ်နဲ့ပတ်သက်ပြီးကို့ပလေယာတွေအထူးသဖြင့်မော်လေးကို့အာဆင်နယ်ဖန်တွေကဒီအကြောင်းနဲ့ပတ်သက်ပြီးအများအားနားထောင်နေရဖြစ်တဲ့အထူးလည်းရှင်းပြကြမလို့ဒါပေမဲ့ကျွန်တော်ရေဆိုင်တွေ့ရမဲ့ဆန်နာလေးနဲ့ပတ်သက်ပြီးအားသာချက်အားနည်းချက်တွေအရင်ဆုံးသုံးသပ်ကြည့်လိုက်ရအောင်။အားသာချက်နံပါတ်1အာဆင်နယ်အကြောင်းကို9နှစ်လောက်ကစားခဲ့ပြီးကောင်းကောင်းသိတဲ့ Greenish Shaka ကဆန်နာလေးရဲ့ကပတိန်ဖြစ်နေခဲ့တာ။ဝမ်းသာပါတယ်။ ကိုယ့်စီကထွက်သွားတဲ့ကစားသမားတယောက်အခြားသေးသေးမှာကပတိန်ဖြစ်နေတဲ့ခြေစွမ်းပြတယ်လီဒါရှစ်တူဖြစ်နေဆိုတာကျွန်တော်တို့တကယ်ကိုဝမ်းသာစရာပဲဒါပေမဲ့အာဆင်နယ်ရဲ့ရင်ဆိုင်တွေ့တဲ့အခါမှာတော့ဒါကသတိထားမယ့်အရာဖြစ်သွားပြီဘလောက်ပဲချစ်ချစ်ပေါ့လေကိုယ်လက်ရှိအားပေးနေတဲ့အသင်းထက်တော့ပလေယာဟောင်းဆိုရင်တော့မှကျွန်တော်တို့ထပ်ပြီးမချစ်ပေးနိုင်တော့ဘူးအဲ့တော့ကျန်တဲ့ပွဲမှာခြေစွမ်းပြရင်ပြအာဆင်နယ်တူလို့ရှိရင်တော့ပလေယာဟောင်းနေနည်းနည်းလောက်ခြေစွမ်းနေရက်တံပေးဖို့လိုအပ်တယ်ဗောလေဒါပေမဲ့ကိုအသင်းရဲ့ performance ကလည်းယုံကြည်မှုအပြည့်ရှိပြီးသားပါဒီနေ့မှာ Green Shaka ရဲ့ area ထိပ်ကနေပြီး power အပြည့်နဲ့ finishing လုပ်တဲ့ အဝေးကန်ချက်တွေကိုတော့သတိထားဖို့လိုအပ်မယ်။အာဆင်နယ်မှာရှိခဲ့တဲ့ကရှာကာဇီနေဒီလိုမျိုးအဝေးကန်ချက်တွေနဲ့အာဆင်နယ်အမှတ်တွေရခဲ့တဲ့ပွဲပေါင်းမနေဘူးပြောလို့ရတယ်။အဲ့တော့ရှာကာကြီးကလက်ရှိချိန်မှာအသေးရတစ်ခုရောက်လာပြီးမှန်တော်ကြလဲပဲ။အဲ့ဒီ second ball ကြီးကျွန်လာတဲ့ခါမှာ area ထိပ်ကကန်တဲ့ဘိုင်းကမှာတော်တော်လေး smart ဖြစ်သေးရဲ့။အဲ့ဒီချက်နောက်တစ်ချက်ကတော့ဥရောပဝင်ဝင်အတွက်ပါဆန္ဒလန်ကလောဟာတက်လာ။အခုဆယ်ဝင်းကပြောဖို့တော့စောသေးတယ်။သို့သောဆန္ဒလန်အသင်းက၅ပွဲနိုင်၃ပွဲတည်နှစ်ပွဲရှုံးသူတဲ့ performance ရတော်တော် performance မဟုတ် ဆယ်ဝဲမှာနော်အခုမှဒီရသည်ကိုပြန်ပြီးတန်းတက်လာခဲ့တဲ့မျက်နှာသစ်တက်တက်အသင်းတသင်းနေဆိုရင်တော့လူကထပ်ပေါ်ပြီးကောင်းတယ်ပြောလို့ရတယ်။ကြံကနေຫນွေဈေးကွက်မှာတဲ့ကလူတွေအများကြီးဖြည့်ထားတယ်အဲ့အသင်းပဲ။ဒါပေမဲ့လူဖြည့်တိုင်းကောင်းတာတော့မဟုတ်ဘူး။ဒါပေမဲ့လူဖြည့်လိုက်တဲ့အခါမှာတကယ်ကို quality ပါတဲ့ကစားသမားတွေပါလာပြီးတင်းဝေါမိတဲ့အခါမှာဒီလိုမျိုးရလက်ကောင်းလာရှိတယ်။အဲ့တော့သူတို့ရဲ့ရည်မှန်ချက်ကပထမတန်းမစင်းရည်ဆိုတော့ညာလည်းပဲအခုရထားတဲ့ရမှတ်တရားဆိုရင်တော့ confidently you ပါဠိ ဝင်ကွေးလောက်တော့သူတို့မျှော်မှန်းပါပဲဘာကြောင့်မဖြစ်နိုင်ရမှာလဲမနေ့က Northern Forest ကိုအသင်းမျိုးကြီးတောင်မှဒီလိုမျိုးဝင်ကွေးတစ်ခုကိုယာသွားစီတာပဲအဲ့တော့သူတို့နေတဲ့ဆိုဥရောပဝင်ဝင်တစ်ခုကနေဘတ်ဂျက်ပို့ပြီးတောင်းတင်းလာဖို့အတွက်ဒါကိုအရာယူဖို့ပြစ်မှတ်ထားတယ်အဲ့တော့ဒီအသင်းကအိမ်ကွင်း၅ပွဲမှာ၃ခုပဲပြီးထားသေးတာသူတို့အိမ်ကွင်းဒီရသည်၅ပွဲကန်ထားတယ်၃ပွဲပဲကိုပြီးထားတယ်၂ပွဲ clean sheet ရထားတယ်သူတို့ရဲ့အိမ်ကွင်းမှာတကူးထပ်ပို့ပြီးပြိုင်ပွဲကိုခွင့်ပြုထားသေးတယ် ဒါကအရှိမကျွန်တော်တို့တွေ့ခဲ့တဲ့အသင်းတချို့ရှိတယ်အဲ့အသင်းတွေကလည်းအာဆင်နယ်နဲ့မတွေ့ခင်မှာတကူးထပ်ပို့ပြီးခွင့်မပြုထားအောင်ဒါပေမဲ့အာဆင်နယ်တွေ့တဲ့ခါမှာတော့နှစ်ကိုးပေးရတဲ့သုံးကိုးပေးရတဲ့အသင်းတွေဖြစ်သွားကြတယ်ဒါကပါလို့ဆိုအာဆင်နယ်ကပြန်ဘက်ကိုဒိုမီနိတ် လုပ်နိုင်တယ်ကွန်ထရိုးလုပ်နိုင်တယ်နောက်ဆုံးအဲ့အသင်းကိုကွန်ထရိုးမလုပ်နိုင်ဘူးဆိုရင်တော့မှရတဲ့ chance အတူတူနှိပါမှာအာဆင်နယ်ကအဲ့ chance တူဂိုးဖြစ်ပြောင်းလဲနိုင်တယ်အထူးသဖြင့်တေကန်ဘောကြီးနဲ့ပတ်သက်ပြီးအာဆင်နယ်ကအမှတ်တွေစုဆောင်းထားနိုင်တာတွေ့ရတယ်အဲ့ဒီချက်ပေါ့လေနောက်ပြီးတော့ တို့အနေနဲ့အိမ်ခွေးမှာရှုံပွဲမရှိသေးဘူးအဲ့တော့အာဆင်နယ်နဲ့အတွေ့မှာတို့အနေနဲ့ရှုံပွဲကြုံသွားမလားဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်လောလောဆယ်ကြီးရောဆန်ဒါလန်တို့ကငါတို့ပရီးမီးယားလိမှာကန်ထားတဲ့ပွဲစဉ်တွေငါတို့အိမ်ခွေးမှာမရှုံသေးဘူးဆိုတော့မာကုံမျိုးတော့ရှိတယ်အဲဒါကတော့ပရီးမီးယားလိမှာပေါ့လေတို့ခါလာဘောင်းနေထွက်လိုက်ရပြီအဲ့တော့တို့အိမ်ခွေးမှာရှုံနိုင်တူတယ်နောက်ပြီးတော့သူတို့အသင်းမှာဒီ counter play တွေမှာအရန်မြန်ပြီးတော့ finishing လည်းကောင်းတဲ့ easy throw ကစားမမျိုးရှိတယ်။အဲ့ easy throw တော့3ထားရမယ်။တော်တော်လေးမိုက်တယ်။ strong ဖြစ်တယ်၊မြန်နှုံးမြင့်တယ်၊ finishing ကောင်းတယ် နောက်ပြီးတော့ဒီ running line ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ martinelli ပုံစံမျိုးပဲတော်တော်လေးကိုအပြေးမြန်တယ်ဘောလုံးပါတဲ့ချိန်မှာမပါတဲ့ချိန်မှာအဲ့ကစားမောက်သတိထားဖို့လိုအပ်တယ်ကဲသူတို့အတင်းရဲ့အားနှိမ့်ချက်လေးကျွန်တော်စပြောလိုက်ရအောင်ဆောင်းတော့သူတို့ရဲ့အားသာချက်တွေပေါ့လေအာစပီးရန်နေကိုယ်ကြီးခွင့်ပြုထားတာမချက်စတိုင်းနဲ့ရင်ဆိုင်တွေ့တဲ့အချိန်မှာတောင်းကန်ပွားနေတစ်စက်ဒီ ဘက်ဂျမင်ဆက်ကိုဂိုးသွင်းသွားခဲ့တယ်။အဲ့ဒီလုံးကြီးကြည့်မယ်ဆိုစပီတွေကနေစသူတို့မမ်းမခင်ကပ်ဖို့အားနေတယ်။ဒါကအာဆင်နယ်လိုမျိုးစပီတွေကိုတော်တော်လေးလေ့ကျင့်ထားပြီးတော့အခွင့်အရေးယူတတ်တဲ့အသင်းနဲ့ဆိုရင်တော့သူတို့ရဲ့အားနေချက်ပဲထင်သာမြင်သာရှိတယ်။နောက်တစ်ချက်ကတော့ဘောက်စ်ထဲမှာမမ်းမခင် ကတ်တာအားနေတယ် အဲ့ဒီမှာလေ United နဲ့တွေ့တဲ့အချိန်မှာ Mason Mount ဘောလုံးကိုတစ်ချက်လှမ်းဆွဲတယ်နောက်တစ်ချက်အပိုင်ကန်သွင်းသွားတယ်အဲ့မှာမမ်းမကင်ကမှုအရန်အားနေတယ်ဒါက Arsenal လိုမျိုး forward ကစားသမားတွေအများကြီး box ထဲဝင်ပြီးဆော့တဲ့အခါမှာဘသူဘသူကိုကတ်မှန်မသိဘဲနဲ့ speed တွေအများကြီးလွတ်သွားမယ်အထူးသဖြင့် Gabriel Magalhaes လိုမျိုးတဲကန်ဘောကြီးလာတဲ့အခါမှာပြေးလွှားမှု physical မှာအရန် strong ဖြစ်ပြီးတော့ jumping ကောင်းတဲ့ကစားသမားတွေတွင်သူတို့တိုင်ပတ်သွားနိုင်တယ်ဒါသူတို့ရဲ့အားနေချက်တွေနောက်တစ်ချက်ကကြတော့သူတို့ဒီ defensive shape တွေမှာသူတို့က distance တစ်ခုအကွာနေပြီးတော့ဖြတ်တာ မြင်အောင်ပြောမယ်ဆိုရင်တချို့အသေးနေရာကျတော့အခွင့်အရေးမပေးဘူးဘောလုံးအတင်းလုံးကြီးဖြတ်တယ်ခက်ချင်းချင်းဆော့တယ်နျူကာဆယ်အဲ့လိုပုံစံမျိုးဆော့တာပြိုင်မဲ့ဘောလုံး၆ထပ်မှရှိပြီဆိုအတင်းကိုဝင်လိုက်တယ် slide တွေပစ်တယ်ဒါပေမဲ့ဆန်နလန်တင်းရဲ့ခန်းစစ်ကစားပုံကကျတော့ဘောလုံးဆွဲလိုက်တဲ့လူကို तू ကအကွာဝေးတစ်ခုကနေပြီးနောက်ဆုံးနောက်ဆုံးနေတူကဖြတ်ဖို့ကြိုးစားတာမပိုင်ဝင်မလုံးအဲ့ပုံစံမျိုးအဲ့ဒါကအရန်ကုန်မှာခြေအောင်ပြတာမြန်တဲ့စာကာတို့လိုမျိုးတူအားကောင်းတဲ့ကစားသမားမျိုးကြီးနေဆိုရင် တိုင်ပြတ်သွားနိုင်တဲ့အနေထားလောဆယ်မာတီနယ်လီမပါနိုင်သေးဘူးဆိုရင်မာတီနယ်လိုမျိုးဟိုဘောင်ရှက်တိုးရံတာအာတန်နဲ့ကစားသမားတွေဆိုသူတို့တိုင်ပြတ်သွားနိုင်တယ်ဒါကလည်းအာဆီနယ်ကစားသမားတွေနဲ့ဒဏ်ရမှုနေသွားနိုင်တယ်ပွဲတပွဲဖြစ်တာဖြစ်တဲ့အတွက်လောရတာပို့ပြီးတော့လည်းစပန်ဖြစ်သွားနိုင်တယ်ဘာကြောင့်ပြိုင်ဘက်ကအတင်းဝေမလုံးတဲ့အတွက်နောက်တစ်ချက်ကကျတော့ individual run တွေကိုသူတို့မဖြတ်နိုင်ဘူးအဲ့တော့ကျွန်တော်အေဗာဒန်အသင်းနဲ့ပွဲစဉ်မှာတွေ့ရတယ်။အေဗာဒန်အသင်းရဲ့ကစားသမားတွေဝင်ပြီးအဖြတ်မခံဘဲနဲ့ AC လိန်ခေါက်ပြီးကန်သွင်းသွားတာတွေ့ရတယ်။ Individual run ဆိုတာက တယောက်တည်းပြေးထွက်သွားတဲ့ဟာမျိုးတွေတယောက်တည်းဘောလုံးနဲ့တသားတဲ့စကယ်ဒီလိုမျိုးပေါ့လေဟိုးနောက်ကနေအရှိတ်ထိတည်သွားတဲ့ဟာမျိုးတွေအဲ့ဒီပိုင်းမှာသူတို့ကအားနေတယ်သူတို့ရဲ့ကစားမောင်းကကျတော့တင်းဝုန်းနဲ့ဆော့တာမင်းကအရင်ဝင်ကတ်ကြည့်မင်းစီမီပြောမှာစကန်ဘောတွေငါဖြတ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ line တစ်ခုချင်းတွေသူတို့ကတွားတာဒါပေမဲ့တယောက်ချင်းစီဝင်ပိုင်းကြီးဖြတ်တဲ့အပိုင်းတွေမှာတော့အဲ့ဒီ individual ဘောလုံးဆွဲလာပြီးတော့ဘော clearing ကောင်းကောင်းလုပ်နေတဲ့ကစားမိုက်တွေတွေ့သူတို့အငိုက်မိလေရှိတယ်။ဒါကတောင်ပိုင်းနေတိုးဝင်တဲ့ကစားမားတွေအပိုင်းနေဘောက်ထဲထိလိန်ခေါ်ပြီးဖျက်ကျော်လာတဲ့အပိုင်းနေကြရင်သူတို့တွေ့ဝေတယ်မဖျက်ထုတ်နိုင်ဘူး distance တကူအကွာပဲရှိတယ်။ဒါကအာဆင်နယ်အသင်းမှာအစီ Louis Kelly ဘူကာအိုဆာကာခါကြရောရက်လည်းအလိုပြည့်တယ်ဒါပေမဲ့ရောရက်ဒီပေါ်မပါတော့အဲ့တော့ဒီလိုကစားမားမျိုးတွေဘောက်ထဲတိုးဝင်ဝင်တလောက်သူတို့တွေနေဖျက်ထုတ်မှုမဝင်မရဖြစ်ကြတယ်ဒါအာဆင်နယ်အသင်းနေလေဆိုရင်တော့အာတာချက်ဆန်နလန်နေလေဆိုအာနေချက်ဖြစ်ရှိတယ် ။နောက်ကျွန်တော်တွေ့လိုက်သေးတယ်။သူတို့ကအလင်းရောင်ကွေးမှဆိုသူတို့က high line defense တင်တိုက်တယ်။တချို့အဝင်းဝင်းပွဲစဉ်တွေမှာလည်းတွေ့ရသေးတယ်။ high line defense ဆိုတာကဘောလုံးဒီမျက်ခင်းအလေတက်တဲ့မှာကျွန်တော်စာပြီးဘောရှိတယ်။အဲ့စာပြီးဘောကွင်းလေဘီကုတ်ဆက်ဝိုင်းအဲ့နားလောက်ထိကို high line တင်ဆော့တာ။ high line ဆိုတဲ့အတိုင်းပဲခန်းစားမှရဲ့အဲ့ထိတက်ဆော့တယ်။ counter ပောက်ပြီဆိုရင်အဲ့ရကနေလောက်လျှောက်လူကြီးပေးရတာ။ ပီယာကောင်းတဲ့ကစားသမားကြီးကျွန်တော်ဆုံးမပြောတယ်မာတီနယ်လီတတိယဆိုတာအဲ့လိုမျိုးပွဲမျိုးမာတီနယ်လီဆိုအရန်လိုက်မှာအရန်ပြီးလို့ကောင်းတယ်ပြန်ပြက်ကလည်းကိုယ့်ကိုအရန်ကြီးဟိုတိတ်ကဲပြစ်ပြီးမရှင်းနိုင်တဲ့အနေထားမျိုးမှာရှိတဲ့အခါမျိုးကြိုင်အဲ့ဒါရမိုက်တခုတော့ရှိတယ်သူတို့ဘက်မှာခက်ချင်းချင်းစွန့်နိုင်တဲ့ Greenwich Shark လို့ကစားမမျိုးရှိတာဖြစ်တဲ့အတွက်တတိတော်ထားဖို့လွယ်တယ်ဘာကြောင့်ဆိုအာဆင်နယ်အသင်းရဲ့အကြောင်းကောင်းကောင်းလေးတည်တဲ့ခုနှစ်နှစ်လောက်လည်းကစားခဲ့မှုတယ်ပြီးတော့ကပတိန်တောင်လည်းဖြစ်ပြီးတော့ဆန်ဒါလန်အသင်းအတွက်ဆိုရင်တော့ပရိုဆက်ဆန်ဘာမှမဆိုလုံးမဲ့ Shark ကြီးရဲ့ ဝင်ထွက်လေးတွေကိုတော့သတိထားဖို့လွယ်တယ်။ဒါပေမဲ့သူ့ရင်ထဲမှာအာဆင်နယ်ဒီအန်နေရှိရင်တော့ခက်ချင်းချင်းတအားကြီးဆော့မလို့မထင်ဘူး။ဒါပေမဲ့ပရိုကစားသမားဘွားတွေဆိုတာကတော့စန့်ကျင်ဘက်ဖြစ်ပြန်ပြီးရင်ဆိုင်မဲ့အနေထားပေါ့လေ။ဒီနေ့မှာအာဆင်နယ်အကြောင်းကိုပြောမယ်ဆိုရင်တော့အာဆင်နယ်ကဒီပွဲပြီးသွားရင်နိုဝင်ဘာ International Break ကိုရက်20ကျော်တိဖြတ်တန်းရမှာ။အရှိက International Break ဒီမှာတော့အာဆင်နယ်ပွဲမကြည့်ရလို့ဆိုပြီးကျွန်တော်ဒေါသထွက်ခဲ့တယ်။နိုင်ငံပွဲစီတွေကောင်းကျိုးမပေးဘူးဘာညာပေါ့လေ။အခုနိုင်ငံပွဲစီတွေကိုကျွန်တော်ကချစ်နေပြီ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒန်ရန်နဲ့ကစားသမား9ယောက်ပြန်လာမဲ့အနေထား။ ်ခုနှစ်ယောက်မှအနည်းဆုံး၅ယောက်လောက်ထိကအဲ့20ကျော်ဆိုပြန်ပူပေါင်းဖို့များတယ်အဲ့တော့ international break မှာ AC စကူချက်ချင်းပြန်လာဖို့အတွက်လေ့ကျင့်ခန်းစဉ်အချိန်ပေးဖြစ်သွားမယ်ကျွန်တော်တို့လက်ပွဲတွေကရင်နဲ့ဒီ injury ကစားမတွေစောင့်ကြံလို့တော့အဲ့တော့ Arsenal ကဒီပွဲပြီးသွားရင် international break နောက်တစ်ချက်ကတစ်ဖက်မှာ Manchester City နဲ့ Liverpool တွေ့တာ City ကိုကျွန်တော်တို့က6မှတ် Liverpool ကို9မှတ် ဲ့နှစ်သိန်းတေးချသွားရင်စီးတူကျွန်တော်တို့ကရှစ်မှန်လစ်ပါဘူးကိုကိုမှန်ကိုကဆန်နန်းလန်းကိုနိုင်ထားရင်ပေါ့လေရောအဲ့တော့ဆန်နန်းလန်းကိုကနိုင်ထားဖို့လိုအပ်တယ်ပြီးဒီနှစ်သိန်းတေးချသွားမလားတသိန်းသိန်းနိုင်သွားမလားတစ်ချက်ကြည့်ရမယ်ကျွန်တော်ကတော့နှစ်သိန်းနဲ့တသိန်းသိန်းနိုင်သွားရင်ဘယ်သိန်းကိုရွေးစီချင်လဲဆိုရင်တော့လစ်ပါဘူးကိုရွေးစီချင်တယ်ဖာကြောင့်လို့ဆိုတော့လစ်ပါဘူးကနိုင်သွားရင်အာဆင်နယ်နဲ့ခုနှစ်မှတ်ပြတ်နေမယ်စီးတီးကအာဆင်နယ်နဲ့အဲ့ကြရင်ကိုမှတ်ဖြစ်သွားမှာဘာကြောင့်ဒုတိယနေရာအသင်းကိုလစ်ပါဘူးကိုပေးဖြစ်ချင်လဲဆိုတော့ Manchester City နောက်က pressure ပေးတယ်လေ Liverpool နောက်က pressure ပေးတာနေမတူဘူး အဲ့ကြောင့်ကျွန်တော်ကကိုနဲ့အမှတ်များများလေးကွာစီခြင်းနဲ့အသင်းပြောပါဆိုမန်စီးတီးပဲမန်စီးတီးကအဲ့လိုမျိုးကြော်ဖြတ်တဲ့အပိုင်းတွေမှာတော်တော်လေးကိုမှ ESPN ပြေးသွားတဲ့အသင်းဖြစ်တာဖြစ်တဲ့အတွက်မန်စီးတီးအာဆင်နယ်နဲ့ကိုမှတ်ကွာဟာသွားပြီးတော့လီဗာပူးကအာဆင်နယ်နဲ့ခုနှစ်မတိုင်းရှိနေမယ်ဆိုရင်တော့ဒီနိုဝင်ဘာ International Break ကကိုကလည်းဆန်းနှလန်းကိုနိုင်ထားမယ်ဆိုရင်တကယ်ကိုပြားရည်ဆန်းတော့လမ်းဖြစ်နေတော့မှာပါဒီနေ့မှာသတင်းကောင်းလေးတစ်ခုကတော့ကာဘီဂျေဆုတယောက်အသင်းနဲ့ဒုတိယအကြိမ်မြောက် fully training စေနိုင်ခဲ့ပြီးကြားသိရတယ်အင်တာဗျူးမှာတော့သူကဒုတိယအကြိမ်လို့ပြောထားတယ် ဒါပေမဲ့ Arsenal အသင်းက fully training အသင်းနဲ့အလုံးစုံဆင်းနိုင်ပြီဆိုရင်လည်းဒီကစားမောက်ကိုစပြီးသုံးမဲ့အချိန်ကကျွန်တော်ထင်ပါတယ်ဒီဇင်မှာပထမပတ်လောက်မှာပဲစသုံးမဲ့ထင်တယ်နိုဝင်ဘာထဲမှာမသုံးလောက်သေးဘူးဒါဆို ASEAN Dan ကြီးပြန်လာတာလည်းဖြစ်တယ်ဘလောက်ကြီးပြဆော့လို့ရပါတယ်ဆိုပြီးကစားမတောင်းဆိုတောင်းဆိုစိတ်ချတော့မှပဲထည့်ပြီးသုံးမဲ့ရှိနေမြဲပြီးတော့လည်းတက်ရှိဆောင်ကကစားမတော်တော်များများစပါးနဲ့ပွင့်ပြီးပြန်ပါလာနိုင်မဲ့တည်င်းလည်းကြားသိရပါလိမ့်ပြီးတော့လည်းကြံခဲ့တဲ့ Champion League ဒီ Slavia Praha တင်းတဲ့ပွဲစဉ်မှာကျွန်တော်တို့အနေနဲ့ Colorful ကစားမမျိုးအနားပေးနိုင်ခဲ့တယ်။ Mokwe ကလည်းအနားပေးနိုင်ခဲ့တယ်။အစည်းကိုလည်း half time ပဲသုံးခဲ့ပြီးတော့တော်တော်များကစားမတချို့လည်းအနားရခဲ့တယ်တွေ့ရတယ်။အော်ဒီပွဲစဉ်မှာ Arsenal လူဆုံးတက်ဆုံးတဲ့ Norway မှာ International Break ကို အမှတ်ပြည့်နဲ့ ထပ်မံဖြတ်တမ်းမဲ့လို့ကျွန်တော်ထင်တယ်။ဒီနိုဝင်ဘာတွင်ကန်ခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာလည်းအာဆင်နယ်ကပေးကူမရှိဘဲနဲ့ကလီရှစ်နဲ့နိုင်ခဲ့တယ်။အဲ့တော့ဒီပွဲစဉ်ကအာဆင်နယ်တင်းရဲ့နိုဝင်ဘာလအတွင်းတတိယမြောက်ကလီရှစ်နဲ့နိုင်ပွဲဖြစ်မလားစောင့်ကြည့်သွားမှာပါ။ဒီပွဲစဉ်တော့အာဆင်နယ်တို့ Z3 နဲ့နိုင်သွားမယ်လို့ထင်ပါတယ်။အဆုံးထိကြည့်ပြီးတော့လည်းအားလုံးကျေးဇူးတင်ပါတယ်။ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ပြောရမယ့်ကစားချင်းတွေဆိုတော့ Viber ဖုန်းနံပါတ်096 963 963တိုင်နံပါတ်တို့ည9 9 9 3 Crown နဲ့တို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါ။ဘောလုံးပွဲနဲ့ပတ်သက်ပြီးစိတ်ကြခြင်းနဲ့ကိုထုတ်စီမှာအကောင့်ဖွင့်ခြင်းဆိုတော့အားလုံးကို security သူဆိုပါရခင်ဗျာ